တိတ်ချစ်ကြပါတယ်ဆိုတော့ဘီလီယံနာတထေးကြီးနေရအခုတော့ရံဖြစ်နေကြပါပြီသူရဲ့အကူအညီနဲ့တမရဖြစ်လာတဲ့ထရန့်ကိုတမရနေရကနေဖြုတ်ပြဖို့အီလွန်မတ်ကဆန္ဒရှိနေတဲ့အပြင်အမေရိကန်တမရဒေါ်နယ်ထရန့်ကလည်းအီလွန်မတ်ရဲ့စာချုပ်တွေကိုဖျက်သိမ်းပြမယ်ဆိုပြီးပြန်ဖြဲလိုက်ပါပြီဒါကြောင့်မယ်အခုဆိုရင် သူနေရရံဖြစ်တဲ့အကြောင်းကအင်တာနက်တခွင်ကြေရထားသွားခဲ့ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာအားလုံးကလည်းစိုးရိမ်နေကြပါတယ်ဆိုတော့မေးစရာရှိတာကအရင်ကဆိုရင်သူများတွေကအမြင်ပြတ်လောက်အောင်ယဉ်နီးခဲ့ကြတယ်ဒီဘီလီယံနာတထေးကြီးနေရကနေချင်းညာချင်းဘာကြောင့်ရံသူတွေဖြစ်သွားကြတာလဲ မေရိကန်သမ္မတဖြစ်တဲ့ဒေါ်နယ်ထရန့်ဟာအခွန်ရှော့ကောက်ပြီးတစ်ဖက်မှာလည်းတန်းပြည်ရဲ့အသုံးစိတ်ကိုဖိုးထုတ်လိုက်ပါတယ်။ဒါကိုသူ့ရဲ့ဘော်ဒါကြီးအီလွန်မတ်စ်ကသဘောမကျပဲပြင်းထန်ထန်ဝေဖန်မိလိုက်ပြီးထရန့်ရဲ့လုပ်ရက်ဟာနိုင်ငံရဲ့အကျိုးကိုလည်းပုံများလာမယ်ဆိုပြီးပြောလိုက်တာပါ။ဒါ့ပေမဲ့တစ်ဖက်ကလည်းအမေရိကန်သမ္မတဖြစ်နေတာကြောင့်အီလွန်မတ်စ်ရဲ့စကားတွေဟာသူ့ရဲ့မာနကိုထိခိုက်သွားပုံရပါတယ်။ဒါကြောင့်ထရန့်ကလည်းအီလွန်မတ်စ်နဲ့နောက်ထပ်ရင်းနှီးတဲ့ဆက်ဆံရေးတွေမရှိနိုင်တော့ဘူးဆိုပြီးအင်တာဗျူးမှာပြန်ပြောပါတယ်။အီလွန် and i had a great relationship i don't know if we're well anymore ဒီနေရာမှာပိုဆိုးသွားတာက Elon Musk ကလည်းသူပိုင်တဲ့ S ပေါ်မှာ post တစ်ခုရေးတင်ခဲ့ပါတယ်သူကမကူညီပေးရင် Donald Trump သမ္မတဖြစ်လာမှာမဟုတ်ဘူးဆိုပြီးပါတကယ်လေပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း Trump နဲ့သူ့ရဲ့ party အတွင်း Elon Musk ကဒေါ်လာ300လောက်ကိုတုံးခဲ့တာပါဒါအပြင် Elon Musk က Trump ဟာကျေးဇူးကမ်းတဲ့သူဆိုပြီးပါမထင်ထားလောက်အောင်ပြင်းထန်ထန်တိုက်ခိုက်လိုက်ပါတယ်ဒီတော့ Trump ကလည်းငြင်းခတ်မနေပဲ Elon Musk ကိုအယူလို့ခေါ်လိုက်ပြီးသူ့ရဲ့ company တွေနဲ့ချုပ်ထားတဲ့အစိုးရစာချုပ်တွေကိုဖျက်ပြစ်မယ်ဆိုပြီးပြင်ပြောခဲ့တာပါဒီ ြစ်ကြောင့်ပဲအခုဆိုရင် stock ဈေးတွေထိုးကြပြီး Elon Musk ဟာဒေါ်လာတွေအများကြီးဆုံးရှုံးသွားပါပြီ။နောက်ပြီးသူကိုယ်တိုင်ကလည်းနိုင်ငံရေးပါတီထောင်ဖို့လည်းကြံနေပြန်ပါပြီ။ဘာပဲဖြစ်ဖြစ်အရင်ကတိတ်ချစ်ခဲ့ကြတယ်သူတို့နေရအခုဆိုရင်ရန်သူတွေဖြစ်ကုန်ကြတာမြင်ရတော့စင်ကောင်းစရာပါပဲ။သူတို့နေရကြောင့် crypto တွေလည်းတစ်နေ့ထက်တော်တော်လေးဈေးတွေတက်ခဲ့တာလည်းအမှတ်ရပါပဲ။ဒီနေ့မှာတခုပြောချင်တာက crypto အကြောင်းကိုစိတ်ဝင်စားရဆိုရင် Binance မှာအလွယ်လေးလေ့လာလို့ရပါပြီ။နောက်ပြီးအခုဆိုရင် Binance Square မှာလည်း live trading ဆိုတဲ့ feature အသေးရောက်လာပါပြီ။ live trading ဆိုတဲ့အတိုင်းအတွေ့အကြုံရှိရ trader တွေဘာတွေကို ိုဘယ်လို trade နေကြရဲဆိုတာ live မြင်ရမှာပါဒီတော့ crypto trading မှာချင်းချင်းပြီးသားသူတွေမှာပဲအခုမှစလေ့လာမယ် beginner trader တွေအတွက်ပါအကျိုးရှိပြီးသားဖြစ်မှာပါတကယ်လို့ကို့မှာ follower တစ်ထောင်ရှိမဲ့ဆိုရင် Binance Square မှာ live trading လုပ်လို့ရမှာဖြစ်ပြီးတော့ commission တွေလည်းရနိုင်မှာသေးတယ်နောက်ပြီး live streaming တဲ့မှာအချင်းချင်းစကားပြောရင်ဆွေးနွေးလို့ရပြီးတော့ဒါဟာ crypto market ကြီးရဲ့အပြောင်းအလဲကြီးတစ်ခုပါပဲတကယ်လို့စိတ်ဝင်စားလို့ Binance account ဖွင့်ထားခြင်းကျွန်တော်ပေးထားတဲ့ link ကနေတောင်းဖွင့်လို့ရပါတယ်ဒီနေရာမှာတခုတည်းပေးချင်တာက crypto ကဈေးတက်ကြအရန်မြန်တာကြောင့်လောဘကြီးပြီးစွမလုံးမိစေဖို့ပါ ါရှုံရှုံနိုင်နိုင်ကိုနဲ့ပဲတက်ဆိုင်တာပါဒါကြောင့်မလို့ဒီလိုမျိုး crypto အကြောင်းတွေကိုသိချင်ချင်လေ့လာချင်တယ်ဆိုလို့ရှိရင်တော့ crypto mate ရဲ့ community တွေကို join ထားလို့ရပါတယ် crypto mate ဆိုတာကကျွန်တော်တို့လူတိုင်းသုံးနေကြတဲ့ငွေကြေးအကြောင်းအရာတွေတိကိုတိထားတဲ့နဲ့ crypto အကြောင်းအရာတွေပတ်စံအကြောင်းအရာတွေကိုသိချင်ချင်အခအမဲ့ရှင်းပြပေးထားတဲ့အပြင်ကို့အတွက်သိချင်ဖို့အကျိုးရှိစေမယ့် video တွေကိုစင်စက်မပြတ်တင်ပေးနေတဲ့ community ပါဒါအပြင် crypto အကြောင်းအရာတွေငွေကြေးအကြောင်းအရာတွေကိုသိချင်နားမလည်လို့မေးမြန်းချင်တယ်ဆိုလို့ရှိရင်လေ crypto mate ရဲ့ Telegram group တွေကို join ထားပြီးတော့သိချင်တာမှန်များအကုန်မေးလို့ရပါတ ယ်။ဒါအပြင်ကျွန်တော်အခုပေးထားတဲ့ referral ကို referral link ကနေပြီးတော့အကောင့်သွားဖွင့်လဲဆိုလို့ရှိရင် trade ကတိုင်း20% discount ရမယ့်အပြင်လစဉ်လာတိုင်းအကျိုးခံစား권တွေကိုလည်းရအောင်ပါပါ။ကြည့်ကြည့်တော့ crypto mint မှာပြန်ကြည့်ကြပါမယ်ခင်ဗျာ။